်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမအရေးကူညီပေးရန်သမရထရန့်ကိုတောင်ကိုရီးယားရောက်မြမလူငယ်များတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်သူများအပေါ်ညှဉ်းပန်းနှိပ်စက်နေသည့်မြန်မာစစ်တပ်ကိုအရေးယူရန် no flying zone များတတ်မှတ်ပေးရန်နှင့် ်မြန်မာဒီမိုကရေစီပြန်လည်ရှင်သန်ရေးအတွက်ကူညီပေးရန်အကူအညီတောင်းခံသည့်ပြည်နိုင်များကိုင်ဆောင်ကမြန်မာလူငယ်များကတောင်ကိုရီးယားနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံအနီးတွင်တောင်းဆိုမှုများပြုလုပ်နေကြောင်းသတင်းရရှိပါသည်အော်တိုဘလ29ရက်နေ့နနက်3နာရီမှစတင်ကအမေရိကန်တန်ယုံအနီမီတာ120အကွာမှတောင်းဆိုနေကြခြင်းဖြစ်ပြီးတမရထရန့်ကိုကိုရီးယားတွင်ရှိနေမည်မနက်ဖြန်30ရက်နေ့အထိတန်ယုံအနီမှပဲဆက်ပြီးတော့တောင်းဆိုမှုပြုလုပ်သွားမည်ဖြစ်ကြောင်းတောင်းဆိုမှုတွင်ကိုတိုင်ပါဝင်နေသူကိုပိုင်ကသတင်းဌာနကိုပြောပါရယ် မတရားအာဏာသိမ်းထားတဲ့စစ်တပ်ကအပြစ်မဲ့ပြည်သူတွေကိုနေ့စဉ်ပုံကျဲတယ်၊မျိုးမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်တယ်၊တပ်ဖြတ်နေတယ်ဟုမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ချုပ် MFDMCE အတွင်ရေးမှူးတစ်လဲဖြစ်သူကိုပိုင်ကပြောပါရယ်။ထို့ပြင်၎င်းကဒီအရေးမှာတရုတ်နဲ့ရုရှားကမြန်မာစစ်တပ်နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုနှိပ်စက်နေတယ်ပေါ့နော်။ဒီအရေးမှာအာဏာသိမ်းစစ်တပ်ကိုအရေးယူပေးဖို့မြမအရေးပေါ်ကူညီပေးဖို့အတီးကတောင်းဆိုတာဖြစ်ပါတယ်ဟုဆိုပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်မလေးရှားနိုင်ငံအာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများကိုတက်ရောက်ခဲ့ပြီးနောက်လက်ရှိမှာတောင်ကိုရီးယားနိုင်ငံခရောင်ချူးမြို့သို့ရောက်ရှိနေကြောင်းသိရပါတယ်။ထရန့်သည်တောင်ကိုရီးယားနိုင်ငံခီးစင်မှတိုင်ခင်အော်တိုဘာ28ရက်နေ့ကဂျပန်နိုင်ငံသို့ရောက်ရှိလာခဲ့ရာဂျပန်ရောက်မြန်မာများကဒေါ်နယ်ထရန့်ကိုစစ်ကော်မရှင်တပ်၏မတရားဖမ်းဆီးခြင်းခံထားရသည့်ဒေါ်အောင်ဆန်းစုကြည်နှင့်မြမငိန်ချန်ရေးအတွက်ကူညီပေးရန်အမေရိကန်တရုံမှတဆင့်အိတ်ဖွင့်ပေးစာပို့တောင်းဆိုခဲ့ကြသည်။ ဆက်လက်ပြီးအာဆီယံအဖွဲ့မြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူမှလုံးနိုင်ငံတကာကလည်းအယုံအကြည်မရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံဟာဒီဇင်ဘာလမှာပြုလုပ်မယ့်စေအုပ်စုရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေစေလွှတ်မှာမဟုတ်ဘူးလို့တန်တမန်ရေးသတင်းအရေးမြစ်တွေကအော်တိုဘာ28ရက်တနင်္လာနေ့မှာပြောခဲ့ကြတယ်လို့သတင်းဌာနကဖော်ပြထားပါတယ်။စစ်ကောင်စီအကြီးအကဲမင်းအောင်လှိုင်ဟာဒီဇင်ဘာ28ရက်နေ့မှာစတင်ပြုလုပ်မဲ့ရွေးကောက်ပွဲကို 2021ခုနှစ်အာဏာသိမ်းပြီးနောက်ဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်ပဋိပက္ခရဲ့ထွက်ပေါက်အဖြစ်ပြောဆိုနေတာပါ။အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်သူမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကတော့ချက်ချင်းအပြစ်ရဲ့ဆဲချဖို့တနင်္လာနေ့မှာထပ်မံတောင်းဆိုခဲ့ပါတယ်။မလေးရှားမှာတွေ့ဆုံခဲ့ကြတဲ့အာဆီယံ17နိုင်ငံခေါင်းဆောင်တွေကတနင်္ဂနွေနေ့နှောင်းပိုင်းထုတ်ပြန်ခဲ့ကြတဲ့ကြေညာချက်ပါမြန်မာပြည်ပခအပေါ်နက်နက်ဆိုင်ဆိုင်ဆိုရင်ဆောင်ချက်မှန်ဖော်ပြခဲ့ကြပြီးငြိမ်းချမ်းရေးအတွက်တည်တာထင်ရှားတဲ့တိုးတက်မှုကင်းမဲ့နေခြင်းကိုလည်းဆက်လက်သတိပေးပြောဆိုခဲ့ကြပါတယ် အဲ့ဒီကြေညာချက်အတွင်ရွေးကောက်ပွဲတွေမကျင်းပမီအကြမ်းဖက်မှုတွေရက်စဲရင်းနဲ့အလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေပြုလုပ်ရမယ်လို့ဖော်ပြထားပါသေးတယ်။ဒါပြင်ဆေအိုစုရဲ့အာဆီယံနိုင်ငံတွေကိုစောင့်ကြည့်လေ့လာသူတွေစေလို့ဖို့ဖိတ်ကြားထားမှုအပေါ်လည်းမှတ်ချက်ပြုထားပါတယ်။ဆိုလိုတာကရွေးကောက်ပွဲမှာအာဆီယံရဲ့စောင့်ကြည့်လေ့လာသူတွေရှိမှာမဟုတ်ပေမဲ့အာဆီယံနိုင်ငံတွေအနေနဲ့နှစ်နိုင်ငံချင်းဆက်ဆံရေးအရလေ့လာသူတွေစေလို့လို့ရင်လွတ်လွတ်လပ်လပ်ဆုံးဖြတ်နိုင်တယ်လို့အမည်မဖော်လို့သူတန်တမန်တယောက်ကသတင်းဌာနကိုပြောကြားခဲ့ပါတယ်။နောက်ထပ်တန်တမန်တယောက်ကလည်း အာဆီယံအလံအောက်ကနေစောင့်ကြည့်ရေးအဖွဲ့ဆေးလို့ဖို့အဖွဲ့ဝင်နိုင်ငံတွေအကြားသဘောတူညီချက်မရရှိခဲ့ဘူးလို့အတည်ပြုပြောကြားခဲ့ပါတယ်။အာဆီယံစောင့်ကြည့်လေ့လာသူမဆေးလို့ချင်းဟာမြန်မာရဲ့တရားဝင်မှုရည်မှန်းချက်အတွက်ကြီးမားချက်ထိုးနှက်ချက်ဖြစ်လိမ့်မှာအသေးချပဲလို့စင်ကာပူအခြေစိုက်နိုင်ငံတကာရေးရလေ့လာသူမူစတာဖာအဇက်တင်ကပြောပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပခဲ့ကြောင်းအခိုင်အမာပြောဆိုနိုင်မဲ့ယုံကြည်စိတ်ချရတဲ့အထောက်အထားလေးတစ်ခုမှရှိမှာမဟုတ်ဘူးလို့သူကဆက်ပြောပါသေးတယ်။ အလားတူကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ကအဲ့ဒီရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတမယ်လို့ဘယ်သူမှယုံမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်လို့ပြောဆိုထားတာပါလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့စေယုစုရဲ့ရွေးကောက်ပွဲကိုအတူရောက်လို့ရှုံချခဲ့ပြီးနိုင်ငံတကာလူငင်းချမ်းသာကွင်းအဖွဲ့ NFT International ကလည်းစေယုစုဟာဖိနှိပ်မှုနီလန်းတွေတုံးပြီးရွေးကောက်ပွဲကိုဝေဖန်တဲ့ဘယ်သူကမှမဆိုဖန်ဆီးနေတယ်လို့စွပ်စွဲထားပါတယ် ။ကြားပြင်ဥရောပသမဂ္ဂကော်မရှင်နာကက်ဆာအိုလွန်ဂရန်ကလည်းရွေးကောက်ပွဲဟာလွတ်လပ်ခြင်းမျှတခြင်းမရှိလို့ဆိုပြီးစောင့်ကြည့်လေ့လာသူတွေဆီလွတ်မှာမဟုတ်ကြောင်းပြချခဲ့ပါတယ်။ဒီစံနှုန်းတွေအရဆိုရင်ကျမတို့ကရွေးကောက်ပွဲကိုအတိအမှတ်မပြုတဲ့ကိစ္စအတွက်လေးလာသူတွေစေလွတ်မှာမဟုတ်ပါဘူးလို့သူမကသတင်းဌာနကိုပြောခဲ့တာပါ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ထရန်အင်ဒရူးကတော့လေလာဆောင်ကြည့်သူတွေစစ်လွတ်ပြီးစေအုပ်စုရဲ့လုံခွဲပြဇက်ကိုတရားဝင်မှုမပေးဖို့အာဆီယံကိုအစိုးပိုင်းကလေးကတိုက်တွန်းခဲ့ပြီးအလိညာရွေးကောက်ပွဲကိုအတိမတ်ပြုခြင်းဟာမြန်မာနိုင်ငံကိုနောက်ပြန်ဆွဲစေပြီးမကာကွယ်ပေးသင့်တဲ့အရာကိုကာကွယ်ပေးရာရောက်လိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ဆက်လက်ပြီးတော်လရေးခီးမှာဘလို့အခက်အခဲကြုံကြုံဆက်လက်တိုက်ပွဲဝင်မယ်လို့ PDF မိုးကုတ်ပြူဟာကြေညာ PDF တွေပူပေါင်းပြီးမိုးကုတ်မျိုးမှစုံမပေးပဲဆက်တိုက်မိဟု PDF တွေပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်းတက်မလို့ TNL ကမိုးကုတ်မိုးမိတ်ကစုတ်ခွာမယ်လို့စစ်ကောင်စီနဲ့သဘောတူအပြစ်ရစဲခဲ့တဲ့ဒီကနေ့အောက်တိုဘာ29ရက်မှာမိုးကုတ်ပြူဟာကမိုးကုတ်မျိုးကိုချစ်တဲ့ပြည်သူတွေကိုညှဉ်းပန်းတဲ့ကြေညာချက်တရက်ကိုထုတ်ပြန်ခဲ့ရာဒေါ်လာရိတ်ခီးမှာဘလို့အခက်အခဲကြုံကြုံဆက်လက်တိုက်ပွဲဝင်မယ်လို့အတည်ပြုခဲ့ပါတယ်။မိုးကုတ်ပြူဟာဆိုတာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က PDF တပ်ဖွဲ့ဖြစ်ပါတယ်။ မိုးကုတ်မြို့နယ်နဲ့ထိဆက်နေတဲ့မြို့နယ်တွေကတရင်တွေပါဝင်တဲ့မိုးကုတ်ပြူဟာဟာနှွေဦးတော်လန်ရေးခီစတင်ခဲ့တဲ့အချိန်ကစပြီးကဏ္ဍတီတီမှအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးမိုးကုတ်မြို့အပါဝင်လူမျိုးနေမြေများစွာကိုစိုးမိုးနိုင်တဲ့အထိတော်လန်ရေးခီကိုအောင်မြင်မှုများစွာရှောက်လန်းနိုင်ခဲ့ကြောင်းအသိပေးထားပါတယ်အခုချိန်မှာစစ်တပ်ကရုံးမှရက်စက်မှုမျိုးစုံ၊ကောက်ချစ်ဆင်းလဲမှုမျိုးစုံနဲ့တိုက်ခိုက်နေပေမဲ့တွန်းဆုတ်ကြောက်ရွံ့မှုမရှိဘဲဆက်လက်တော်လှန်နေတယ်လို့ဖော်ပြပါရယ်။ တော်လိုင်းရခီတလျှောက်ဘလို့ခတ်ခဲတဲ့အချိုးအကွက်တွေနဲ့ကြုံရသည်ဖြစ်စေမိုးကုတ်ပြူဟာနဲ့အတူမိုးကုတ်အခြေပြုတော်လိုင်းရအဖွဲ့တွေကရီမန်းချက်ဖြစ်တဲ့ Federal Democracy စနစ်စီတို့မမိတ်မတုံမစုံတန်ဆက်လက်ချီတက်ဖို့ရည်ရွယ်ထားတာဖြစ်လို့တော်လိုင်းရအောင်မြင်တဲ့အထိဆက်လက်ချီတက်တိုက်ပွဲဝင်မယ်လို့ကတိသစ္စာပြုကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။မိုးကုတ်မြို့ကိုတော်လိုင်းရတပ်တွေသိမ်းပိုက်ခဲ့တဲ့အချိန်မှာမန္တလေး PDF မိုးကုတ်ပြူဟာ TRI ပြူဟာစတဲ့ Data Ring တော်လိုင်းရတပ်တွေက TNL နဲ့အတူစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ကြီးညာချက်နဲ့ပတ်သက်ပြီးမိုးကုတ်ပြူဟာတာဝန်ရှိသူတွေကိုလည်းသတင်းဌာနကဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်။မိုးကုတ်ပြူဟာလို့ပဲမန္တလေး PDF ကလည်း TNL နဲ့စစ်ကောင်စီအပြစ်ရအကြောင်းကြီးညာပြီးနိုင်ပိုင်းအကြမ်းကြီးညာချက်ထုတ်ပြန်ကစိုးမိုးထိန်ချုပ်နေမြေတွေကာကွယ်ရေးအစွမ်းကုန်ကြိုးပမ်းသွားမယ်လို့အတည်ပြုထားပါတယ်။ဒါကြောင့်မိုးကုတ်မြို့ကနေ TNL တက်တွေစုခွာတဲ့ဆိုပေမဲ့ PDF တွေကဆက်လက်စိုးမိုးထိန်ချုပ်နိုင်အောင်ခုခံတိုက်ခိုက်သွားမှာဖြစ်တယ်လို့ PDF အချို့ကပြောပါတယ် view ဟာအမှတ်63 TRI view ဟာ နိပြူဟာမှုကိုဝေမိုးကျော်ကလည်းဘာပဲဖြစ်ဖြစ် TNL အနေနဲ့အကောင်းဆုံးရုန်းကန်ခဲ့တာပဲ။ Congratulation မှာကိုကတော့ကိုအလုပ်ကိုဆက်လုံးချစရာရှိတာဆက်ချရမှာပဲလို့အော်တိုဘာ29ရက်ညနေပိုင်းမှာ Facebook မှာရေးသားထားပါတယ်။ TNL ကမိုးကုတ်မျိုးကစုတ်ခွာတဲ့အတွက် TRN ပြူဟာနဲ့မိုးကုတ်ပြူဟာတို့ရောစုတ်ခွာမှလားအမေကိုမစုတ်ဘူးလို့မှတ်ချက်မှာပြန်လည်ဖြေကြားခဲ့ပါတယ်။စင်ကူးရောတပိတ်ချင်းရောမိုးကုတ်ရောလူဦးရေအများကြီးတိုက်နိုင်ခိုင်းနိုင်သူတွေအများကြီးအထူးထူးယုံကြမယ်ဗျာ။ တက်ထဲလာခဲ့ကြောင်းလေးချင်းစုဖွဲ့ကြမယ်လို့လေဗျူဟာအမှတ်63 TRI ဗျူဟာနီးဗျူဟာမှုကရေးသားထားပါတယ်အခြားဒေါ်လာရေးတက်ဖွဲ့ဝင်တွေကလည်းမန္တလေး PDF နဲ့အခြား PDF တွေပူးပေါင်းပြီးမိုးကုတ်မြို့ကိုဆက်လက်ထိန်းချုပ်နိုင်ဖို့ခုခံသွားမှာဖြစ်တယ်လို့ပြောပါတယ်မန္တလေး PDF နဲ့အခြား PDF တွေပေါင်းပြီးခုခံမှာပါဒီတိုင်းပဲနားလည်ပါတယ်လို့ PDF တက်ဖွဲ့ဝင်တအူးကပြောပါတယ်မန္တလေး PDF ကိုတရင်ဌာနကမေးမြန်းဖို့ဆက်သွယ်ရန်စူးစမ်းပေမဲ့ဆက်သွယ်ရမရသေးပါဘူး ဆက်လက်ပြီးမုံရွာမှာစစ်တပ်ကတရက်ထဲလူငယ်ဆဲဦးထက်မနေဖမ်းဆီးပေါ်တာဆွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာဒီနေ့အောက်တိုဘာ29ရက်ညနေပိုင်းမှာစစ်ကောင်စီတပ်ကဖမ်းဆီးပေါ်တာဆွဲနေပြီးအလုပ်ပြန်လာသူတွေအပါအဝင်လူငယ်ဆဲဦးထက်မနေဖမ်းဆီးခံရရကြောင်းဒေသခံတွေကပြောပါတယ်။ဒီနေ့အောက်တိုဘာ29ရက်ညနေပိုင်းကစစ်ကောင်စီတပ်ဟာအင်စီကားတွေနဲ့ပေါ်တာပတ်ဆွဲခဲ့ရမှာမုံရွာနဲ့တောင်ပိုင်းချေးရွာက၃ဦး အလုတ်ပြန်လာသူ၄ဦးစုစုပေါင်း9ဦးဖမ်းဆီးခံရရကြောင်းဒေတာခန်တွေကပြောပါရယ်။ဒါပြင်ပြည်တော်စုလန်ကအရက်ဆိုင်တဆိုင်ကိုလည်းဝင်ရောက်ဖမ်းဆီးသွားကြောင်းဒေတာခန်တွေကပြောပါရယ်။စိုင်းထိုင်တောက်နေတဲ့၃ယောက်ပါသွားတယ်လို့ဒေတာခန်တွေကပြောပါရယ်။အခြားမျိုးပေါ်နေရာတွေကဖမ်းဆီးခံရတာတွေလည်းရှိနိုင်တယ်လို့ဒေတာခန်တွေကပြောပါရယ်။ပြီးခဲ့တဲ့သတင်းကျုပ်ကာလာတုံးကလည်းစစ်ကောင်စီကမုံရွာမြို့ပေါ်မှာပျော်ပွဲရွှင်ပွဲတွေလှုပ်ပေးပြီးလူငယ်တွေကိုပေါ်တာဆွဲခဲ့ပါသေးတယ်။လာမယ့်တစောင်းတိုင်းကာလာမှာလည်းစစ်ကောင်စီတပ်ကမုံရွာမြို့ပေါ်မှာပွဲလမ်းသွင်းတွေပြုလုပ်ဖို့ ဗိုတာဆွဲခံရနိုင်လို့သတိထားသွားလာကြဖို့တော်လန်ရေးရဲဘော်တွေကသတိပေးထားပါတယ်။ကျမရဲ့တရေတဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။